ချက်ချေခတ်ခံလိုက်ရတဲ့ဂျယ်ရီအခန်း20ဒီနေ့အလုံစင်းရဒီမှာဘာပြဿနာမှမရှိထူးခြားသည့်နေပင်ဖြစ်သည် နေရများသည်သာစုပ်ကံ၍ရသည်အဆိုင်ခဲတစ်ခုဖြစ်နေခေါင်းရင်းချပြီးဥချမိမိဖြစ်သည်ဘာစည်းကမ်းမှမထုတ်၍ဘာပြဿနာမှမဖြစ်ခြင်းလဲဖြစ်နိုင်ပါသည်အလုံစင်းသည့်အခါကိုဖုန်းကို လောကရေရွေးယူကြသည်တနာယီပြီးသုံးသည့်အချိန်တွင်အိမ်နှင့်စကားပြောကြဗီဒီယိုကောပြောကြလောက်ကြသည်ကျွန်တော်ကဒေါ်လာ2000ရှာပေးထားသည့်ကိစ္စကိုတတိယမိသည် ထို့ကြောင့်လဲတရေဝင်ဖုန်းကင်ခွင့်ရပြီးတတိချက်တွတ်ထားသည်တရုတ်တထေးကိုယ်တိုင်လဲပထမတစ်ခါဆန္ဒပြစဉ်ကလူရှာနိုင်လင် ဖုန်းပေးကင်မည်ဟုတရားဝင်ပြောထားသောကြောင့်ယခုကဲ့သို့မှတ်ယူလာခြင်းဖြစ်သည် ဖုန်းနဲ့တိမ်မလားကြတနာပြည့်သောအခါကြောက်ပေါက်မာကထုံးစံတိုင်းနှိုးတော်သည်ယောက်ျားလေးရောမိန်းကလေးပါ ကြောက်ပေါက်မာစီဖုန်းလာအကြသည်ကျွန်တော်ကကိုကျော်ဆန်းကရင်မော်ခဏလဲနေသည်ကိုနဲ့မဆိုင်ဘူးလေမှတ်ထားတော့ကြောင့်ခတ်တီတီဖုန်းသုံးနေခြင်းဖြစ်သည်ဖုန်းအားတော့လေကြောက်ပေါက်မာကျွန်တော်လာပြောသည်ကျွန်တော်ကအိတ်နေလန့်ပြောသည်ငါအဆင်မလို့တော့မဟုတ်လား ဒေါ်လာ2000ရှာပေးထားတာပဲမင်းတို့ပဲပြောထားတာလူရှာနိုင်ရင်ဖုန်းပေးခိုင်းမယ်ဆိုဒေါ်လာ2000လောက်နဲ့မရဘူးဒေါ်လာ2000ရမှာခိုင်းခွင့်ရှိတာကြောက်ပေါ့မှာကအရစ်တက်သည်ဘာကမင်းတို့ပြောတော့ဘလောက်ဆိုတော့မပါဘူးလူရှာပေးနိုင်ရင်ပေးခိုင်းမယ်တရာရရနှစ်ရာရရဆိုငါတော့မပေးနိုင်ဘူးမကြေနိုင်လေတထေးဆိုတော့ကောင်လမ်းပြောလိုက် ကျွန်တော်လည်းဒေါသဖြစ်လာသည်သူတို့ပြောခြင်းကငွေပမာဏမလို့လူရဝတာအရေးကြီးသည်ဟုပြောခဲ့ကြအောင်အားလုံးကြသည်ယခုမှငွေပမာဏအကြောင်းလာပြောသောကြောင့်စိတ်ပြက်မိသည်တရုတ်တွေသည်ဂရိတီသူများကိုထင်ထင်မိခဲ့သည်မြအလကားဖြစ်သွားသည်ခွေးမသာဆန်ဆုံးများဖြင့်ဖြစ်နေသည်အေးပြောမယ်စောင့်ကြည့်နေကျောက်ပေါက်မှာကမတင်တဲ့လေတံမြန်ပြန်ပြောသည် တကယ်ဆိုဒီကိစ္စဟာကြောက်ပေါက်မှလို့စကပြန်ကောင်းဤတာဝန်ဖြစ်တင်သည်တထေးပြောသည်ကိုမကြားမဟုတ်သူလည်းကြားသည်ကျွန်တော်ဘက်ကဝင်ပြောအမိစားတရုတ်တထေးဘက်ကလိုက်ပြောသည်စကောလောက်မှဇောင်းမနဲ့ဟူသည်သူလိုကောင်းမျိုးကိုပြောခြင်းဖြစ်ရမည်ခွေးမသာအဆန်ဆုံးနဲ့တွင်ကြောက်ပေါက်မှလည်းပါသည်ကိုကျော်ဆန်းနဲ့ကိုကျော်ကြီးကလည်းကျွန်တော်ဘက်ကမကျင်တဲ့ကကြောက်ပေါက်မှကိုပြစ်တင်ဆဲဆုံနေသည် လိုင်းအားနေစာပို့ထားတယ်ဝင်ကြည့်လိုက်ကျောင်းပေါ်မှာပြောသဖြင့်ကျွန်တော်လိုင်းထဲဝင်ကြည့်လိုက်သည်တရုတ်ကောင်းဆောင်ကတရုတ်လိုစာပို့ထားသည်ကျွန်တော်က translate ထဲဝင်ရဖတ်ရသည်ဒေါ်လာ2000ပေါင်မှာ ဖုန်းကင်ခွင့်ရှိပါမယ်အခုတော့ဖုန်းအားလိုက်ပါကျွန်တော်စိတ်တော်တော်ပြတ်သွားသည်မချေမနှက်ဖြင့်ပင်ဖုန်းအားလိုက်ရသည်ဒီလိုကိစ္စမျိုးတွင်ကျွန်တော်တို့လည်းဘာမှမတတ်နိုင် အဖွဲလိုက်ကိစ္စဆိုရင်ဆန္ဒပြရရတော့လေယခုလိုတူးချင်းကိစ္စရင်တော့ဘယ်သူမှမတတ်နိုင်တယောက်တည်းဂလန်ဆန်လုပ်ရင်လေသမင်းစားကတ်ကိုပိတ်လိုက်ပြီဆိုရသည်ပထမတစ်ခါဆန္ဒပြစဉ်ကသမင်းစားကတ်များကိုပိတ်ထားပါသည် ထိုနေ့ကဗိုက်စာ၍အပြင်ကမှာစားသည်သမင်းစားကတ်မရှိရင်သမင်းစားခွင့်ရမည်မဟုတ်ဝယ်စားရန်လဲပတ်စံကရှိသည်မဟုတ်၍ငြိမ့်နေလိုက်ရသည် ကျွန်တော်တို့ဒီတိုင်းဆက်နေရမရတော့ကြောင်းသဘောပေါက်လိုက်သည်လွတ်မြောက်ရလွတ်မြောက်ကြောင်းတိုင်ပင်ရန်ကိုကျော်ဆန်းတို့ကိုခေါ်ရသည်ပွဲစားကောင်လေးကိုခေါ်ပါဗျသူနဲ့ညီမရတော့မယ်ကျွန်တော်ကကိုကျော်ဆန်းကို ပွဲစားကောင်လေးစီ ဖုန်းဆက်ခိုင်းသည်ကိုကျော်ဆန်းနဲ့ပွဲစားကောင်လေးကတရွာလေးဖြစ်သည်ရဆွေရမျိုးလည်းဖြစ်သောကြောင့်ဖြစ်ပေါ်နေသည့်ပြဿနာကိုဖြေရှင်းနိုင်မီလားဟုသောမျှော်လင့်ချက်ဖြင့်ခေါ်ခိုင်းခြင်းဖြစ်သည် ခေါ်မိတာခေါ်ရသည်ယခုဒီပွဲစားကောင်ကိုတခါမှမမြင်ဘူးသေးအောက်မှာရောက်နေပြီလားတတ်တွေ့အောင်တနာ ਈ ခန့်ကြာရင်ပွဲစားကောင်လေးရောက်ချလာသည်ကိုကျော်ဆန်းနဲ့သူအောက်ဆင်၍ပွဲစားကောင်လေးကိုတတ်တွေ့သည်ပွဲစားကောင်လေးကိုမြင်တော့တင်းထားသမျှစိတ်ဓာတ်လေးရော့သွားသည်အเจ้าမှာထွေထူးတော့မဟုတ်လောက်လောက်လာလာမရှိသည် ပိန်ညောင်ညောင်ခန္ဓာကိုယ်ကိုမြင်လိုက်ရသောကြောင့်ဖြစ်သည်ကိုကြီးခမရလူကအားကိုးရပါမလားကျွန်တော်ကအဝေးကနေလှမ်းမြင်လိုက်ရသောကြောင့်ကိုကျော်ဆန်းကိုမင်းမချင်မြဲမိလိုက်သည်မထင်ပါဘူးကွာဒီကောင်နဲ့တုံးမရတော့ပါကိုကျော်ဆန်းကိုယ်တိုင်လည်းကြံရမရရသာခေါ်လိုက်ရသည်တိတ်ထင်ကြီးပုံပဲကငါတို့အဆင်မပြေဘူးကွာ အဆင်မပြေဘူးဆိုတာကနေရထိုင်ရတာကျင်းနေကျင်းကျန်နဲ့အင်းစိန်တောင်နဲ့သွားနေရမှာတော့မယ်စီကန်းချက်ကလည်းတနေ့တစ်မျိုးကိုထုတ်နေတာဂူတစ်မျိုးတော်ကြတစ်မျိုးနဲ့ပြောချင်တာကွာဘလုံးဝအဆင်မပြေဘူးအဲ့တော့ငါတို့လာတော့ကပေးထားတဲ့ပွဲစားက73တိန်းနဲ့ငါတို့ရော်ပြီးထုတ်ပေးအောင်ဒီထဲကြာကြာနေရရင်လူပဲတတ်မိမလားငါတို့ပဲတိုက်ပိတ်ရဲခါမလားတခုကိုပဲ ကိုကျော်ဆန်းကဒဲတို့ကြီးပြောချလိုက်သည်ပွဲစားကောင်လေးကဥတူတူဖြင့်နားထောင်နေသည်ယောရာဟုတ်တယ်ဒါပေမဲ့အကိုတို့ပေးတဲ့ပွဲစားကကကျွန်တော်စီအကုန်ရတာမဟုတ်ဘူးကျွန်တော်တော့တယောက်ကိုနှစ်သိန်းတော့ပဲရတာကျွန်တော်အထက်မှာတယောက်ပွဲစားတယောက်ရှိသေးတယ်ပွဲစားကအလုံးဒီပါကအဲ့ဒီတယောက်စီမှာလောလောဆယ်သူ့ကိုရှာမတွေ့ဘူးပြင်တယ် ပွဲစားကောင်လေးကအတီလာလိမ်ပြောခြင်းလားမသိရှင်းပြသည်အေးအဲ့ဒါတော့မင်းဘက်ကအပိုင်းပေါ့ကွာငါတို့ဘိုင်းကတော့ဒီထက်ကရုံးထွက်ခြင်း ਨੇ ဖြစ်နိုင်မြန်လီကောင်းနေပဲအဲ့ဒါငါတို့မင်းဘက်ကဘယ်လိုဖြေရှင်းပြနိုင်မလဲကိုကျော်ဆန်းမေကိုချက်ချင်းမဖြေချက်ချင်းဖြေရလောက်အောင်လဲလွယ်ကူသည့်ကိစ္စမို့အချိန်ယူပြီးစဉ်းစားမှတော်ရချမိကိစ္စဖြစ်သည် နှုတ်များဒီလကုံတိတော်ဒီတိုင်းဆက်နေပြီလကုံရင်အပြင်ထွက်လို့ရအောင်လုပ်ပြီမနော်ပွဲစားကောင်လေးကတွေးတွေးဆဆပြောသွားသည်ကျွန်တော်လည်းကိုတက်နိုင်သည့်ကိစ္စမဟုတ်၍ဘာမှဆက်မပြောပြီသူပြောသည့်တိုင်းသာသဘောတူထားနိုင်သည်ကျွန်တော်ပွဲစားကတော်ပါသေးသည်အဆက်အသွယ်ရသေးသည်လာတွေ့ဖို့ရသေးသည်ကိုကျော်ကြီးတို့ပွဲစားကလာမတွေ့ဖုန်းနဲ့တော့ပြောခွာရသည် ။ဒီနေ့အခန်းထဲတွင်အောင်မြင့်ကသူတို့ပွဲစားကောင်မလေးပြီးတွင်ကိုကျော်ရင်နဲ့အောင်ထေးကမတ်နွယ်အတန်ကြား၍အောင်မြင့်ဖုံးပြောသည်နာကလာသည်။အောင်မြင့်ကမတ်နွယ်ကိုတာဝန်ယူမှုတာဝန်ခံမှုအကြောင်းများပတ်စံရော်၍ထုတ်ပြန်ရန်အကြောင်းများမေးနေသည်။မတ်နွယ်ကတာဝန်ယူမှုစကားကိုတမင်ရှောင်း၍ပြောသည်။ကိုကျော်ကြီးကပြောနေလေဘာမှထူးမြင်မဟုတ်၍အောင်မြင့်တို့ကိုဆက်မပြောရန်တားသည ို့တော့အောင်မြင်အောင်တည်းကမရက်ကော်ရိုးတမြင်ဖြစ်လို့ဖြစ်냐စပီကာဖွင့်ရဆက်ပြောနိုင်သည်တာဝန်မြူနိုင်ကြောင်းကြီးထက်ကထက်ကကြားနေရသည့်အတွက်ကိုကျော်ကြီးကစိတ်တူလာသည်အောင်မြင်လက်ကနေဖုန်းလုပ်ပြီးပဲပဲနေနေအော်ဆဲသည်ကဘာပေါ်တွင်အယုတ်ညံဆုံးသောဆယ်နီများကိုမထစ်မငော်ပဲတန်းစီစေသွားသည် အောင်မြင့်နဲ့အောင်ထေးကလည်းမထူးတော့ဘူးဆုံးဖြတ်ထားသည်လားကိုကျော်ကြီးဆဲရန်ကြမ်းနေသည့်ဖုဒ္ဒဝါစာများကိုတယောက်သုံးလုံးကြာစီလိုက်ပြပေးသည်အခန်းထဲတွင်ဆဲတံများမိုးမွန်သွားသည်ဆဲလိုက်ရသည့်တွင်လည်းစိတ်ထဲနေသာထိုင်သာရှိသွားသူသည်သုံးယောက်သာအိမ်မောကြသွားသည်